လောကဓာတ်တရားတွေဟာကောင်းတာပဲပဲဖြစ်ဖြစ်ဆိုးတာပဲဖြစ်ဖြစ်အလကားဖြစ်လာတာမဟုတ်အလကားတွေ့ရတာမဟုတ် ဖြစ်เสียအကြောင်းကနောက်ွယ်မှာရှိကိုရှိနေတယ်ဟုတ်လားအဲ့ဒီအကြောင်းတရားတွေရှိနေရင်တော့ဘေးသက်ရေလောကဓာတ်တရားကတော့ရှောင်လို့မရဘူးတွေ့မှာနော်ကောင်းတာတွေလှုပ်တာရင်ကောင်းတဲ့လောကဓာတ်တွေ့ရလိမ့်မယ်မကောင်းတာတွေလှုပ်တာရင်မကောင်းတဲ့လောကဓာတ်တွေ့ရလိမ့်မယ်အဲ့ဒါကိုမြင်အောင်ကြည့်ရမယ်အကြောင်းတရားကိုလုံမိပြီးရင်တော့အကျိုးတရားကိုရှောင်လွှဲခြင်းလို့ မရဘူးเนาะပြုမိပြီးရင်တော့ဟိုပြုသူဖြစ်မိရင်ခံသူဖြစ်ရဒါမဖြစ်ချင်လို့မရဘူးဒါဖရာတောင်ရှောင်လွှဲလို့ရတဲ့ကိစ္စမဟုတ်ဟုတ်ရလားမြတ်စွာဘုရားတောင်ရှောင်လွှဲလို့မရဘူးเนาะဆိုပါစို့မြတ်စွာဘုရားဟာတလောကလုံးမှာလက်လာဘအနေနဲ့အထုအထိပ်ပုဂ္ဂိုလ်ကြီးလို့ပြောလို့ရပါတယ်ဟုတ်လားတလောကလုံးရဲ့တကယ်လူမင်းနမင်းမြမမင်းတွေကစကြီးညိုဥခတ်ရတဲ့မြတ်စွာဘုရားအဲ့လောက် လာဘရှာခြင်းဆိုတဲ့တရားနဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ်ကြီးပေါ့ဟုတ်လားအေးဒါပေမဲ့လို့ဟိုဥရှင်တို့ဝေဒင်္စာပြီမှာမြတ်စွာဘုရားဝါကတ်တော့ဝေဒင်္စာပုံနာကပင့်လို့ဝေဒင်္စာပြီကိုမြတ်စွာဘုရားကြွရတယ်အဲ့လိုကြွတော့မနတ်ကလှည့်စားလို့ပုံနာကမြတ်စွာဘုရားကိုပင့်မဲပင့်ထားပြီးတော့မေ့တယ်ဘာမှလှူရတမ်းရမှထောက်မရမှမသိဘူးအဲ့ဒီမှာမြတ်စွာဘုရားနဲ့တန်ဃာတော်တွေဟာမြင်းကုံတွေရင်းကျွေးဖို့ယူလာတဲ့ မူရောဆံအကျမ်းတွေကို စားရတယ်။အဲ့ဒါရှင်အနန္ဒာကဒီဆံကျမ်းလေးတွေကိုစုံနဲ့ထည့်ပြီးတော့ထောင်းပြီးတော့ရေစိမ့်ပြီးတော့ပြုတ်ပြီးတော့မြတ်စွာဘုရားကိုကတ်ရတယ်။နော်တလောကလုံးရဲ့အထုထိတ်ဆိုတဲ့ပုဂ္ဂိုလ်ကြီးတောင်မှအဲ့ဒါလိုရခြင်းတွေဘလောက်ပဲများများမရခြင်းဆိုတာကိုလည်းသူတွေ့ရသေးတာပဲ။ဒါလည်းသူ့မှာအကြောင်းတရားရှိတယ်။တော်တော့ငါတို့ကတန်ဃာတော်တွေသူတော်ကောင်းတွေကိုဝစီကံအနေနဲ့ဘုရားလောင်းကပြစ်မှားခဲ့ဘူးလို့ အဲ့ဒီအကျိုးတရားကိုလက်ခံရတာဟုတ်လားအဲ့တော့လာဘဆိုတာကိုမြတ်စွာဘုရားတွေ့တယ်လို့အလာဘကိုလည်းတွေ့ရတာပဲတွေ့တယ်ဆိုတာလည်းအကြောင်းမဲ့တွေ့တာမဟုတ်ဘူးဖြစ်เสียရတွေ့เสียအကြောင်းရှိနေတယ်ဟုတ်ရလားအေးအဲ့ဒါလိုပဲယတနော်ကြည့်ဟိုအချမ်းရံလေးအများကြီးရှိတယ်လို့အယတနော်ပလလဲတော်မှာနောကောတံပီမှာမြတ်စွာဘုရားတရင်သုံးတော်ကတန်ဃာရီညင်းခုံညင်းကိုအကြောင်းပြုပြီးတော့ကြွေးကြပြဲကြတော့ မြတ်စွာဘုရားပလလဲတော်ကိုထွက်သွားတာလေတပါးတည်းပြုစုမဲ့လူမရှိဟုတ်ရလားပလလဲစင်မင်းရဲ့ပြုစုတာကိုခံပြီးတော့မြတ်စွာဘုရားအဲ့ဒီမှာတရင်သုံးရဆိုလိုတာကအချံယံနဲ့ပြည်စုံတော်မူတဲ့မြတ်စွာဘုရားတောင်မှာအချံယံနဲ့မပြည်စုံခြင်းဆိုတဲ့နော်စန့်ကျင်ဘက်ဆိုရတဲ့အနေအထားကိုရင်ဆိုင်ရသေးတယ်ဒါလည်းအကြောင်းတရားရှိတာဟုတ်လားအဲ့နောက်ပြီးတော့ဘာလို့လာဘောအလာဘော ယတ္တောအယတ္တောနေနာပတန်တာနော်တလောကလုံးရဲ့ကြီးမွန်ခြင်းတွေဘဝရှံအောင်ရတဲ့ပုဂ္ဂိုလ်တို့ပါမြတ်စွာဘုရားက နော်ဉာဏ်ရှိကြတဲ့ပုဂ္ဂိုလ်တွေအချီးကျူးခံတိုက်တဲ့ပုဂ္ဂိုလ်တွေရဲ့ချီးကျူးခြင်းကိုခံရတဲ့မြတ်စွာဘုရားပါအဲ့လိုမြတ်စွာဘုရားတောင်မှတုံတတိတို့လိုဇိန်သမာနာတို့လိုဟုတ်လားမြတ်စွာဘုရားကိုဆွတ်ဆွဲကြတာပုတ်ခတ်ကြတာသူတို့ကိုအကြောင်းပြုပြီးတော့မြတ်စွာဘုရားကိုအထင်မှအမြင်မှဖြစ်ပြီးတော့ကဲ့ရဲ့ကြတာတွေ ဒါတွေကိုမြတ်စွာဘုရားမတွေ့ကြုံရဘူးလားတွေ့ကြုံရတယ်ဒါလည်းပဲသူ့မှာအကြောင်းတရားရှိတာပဲနော်မြတ်စွာဘုရားနှုတ်စဉ်ကာလတုန်းကမြစ်စကဗုဒ္ဓအရှင်မြတ်တွေယဟန္တာအရှင်မြတ်တွေကိုအဲ့ဒါလိုဆွဆွဆွဲဆွဲမဟုတ်ဘဲနဲ့သူပြောခဲ့တာနော်ရှိတာပဲအကြောင်းတရားတွေရှိတော့ဒီမှလာပြီးတော့တွေ့ရဟုတ်ရလားအေးအဲ့ဒါလိုပဲဒုက္ခဒုက္ခအင်မတန်နှုံညံ့တိမ်ပွေပြီးတော့အလွန်ချမ်းသာတော်မူတဲ့မြတ်စွာဘုရားဟာနော်တခါတရံမှာ ခါတော်နာတာဆိုတာရှိတယ်။ကောင်းတော်ခဲတယ်ဆိုတာရှိတယ်။ဟုတ်လားရှင်ဒေဝတ္တကလှုပ်ကြံတော့ကြောက်ချက်လွာမှန်ပြီးတော့ချိန်မတော်မှာသွေးကြည်ဥပြီးတော့နောက်တစ်ကိုယ်လုံးပူပြီးတော့ရှင်ဇီဝကရဲ့ခွဲစိတ်ခြင်းကိုတောင်ခံရတာရှိတယ်။ဟုတ်ရလား။အေးအဲ့ဒါကလည်းပဲသူ့ရဲ့အတိတ်ကာလတုန်းကအမွေတီးဟူသော အကြောင်းကြောင့်နော်သူညီရဲ့သားကိုကြောက်ခဲနဲ့ထုသက်ခဲ့တဲ့ကံကြောင့်မို့လို့မြတ်စွာဘုရားမှာအဲ့ဒါလိုအခြေအနေမျိုးကိုလမ်းပြီးတော့တွေ့ရတာပေါ့ အဲ့ဒီတော့ဘေးသက်ပေါင်းသူတော်ကောင်းတို့ကောင်းတဲ့လောကဓာတ်တွေပဲဖြစ်ဖြစ်မကောင်းတဲ့လောကဓာတ်တွေပဲဖြစ်ဖြစ်ဘဝမှာတွေ့လာပြီးကျုံးလာပြီးအစိတ်သေးမယ်ဒါကရင်ဆိုင်ဖို့ခက်လိုက်တာဆိုတဲ့အနေထားမျိုးဖြစ်လာပြီဆိုလို့ရှိရင်ဒါတွေရဲ့နောက်ွယ်မှာအကြောင်းတရားတွေရှိတယ်လောကကြီးကအကြောင်းကင်းပြီးတော့ဘာမှမဖြစ်ဘူးဆိုတာကိုမှန်မှန်ကန်ကန်နားလည်ပြီးတော့အထူးသဖြင့်မကောင်းတဲ့လောကဓာတ်တွေနဲ့တွေ့လာတဲ့အခါမှာ စိတ်ထဲမှာကျင့်သမှုရအောင်တွေ့တတ်ဖို့လိုတယ်ဟုတ်ရလားကျင့်သမှုရအောင်တွေ့တတ်ဖို့လိုတယ်နော်ဆိုကြပါစို့အာလူတယောက်အသက်ခံရတော့မယ်ဟာသူကရာဇဝမှုတွေကိုရရဆက်ဆက်လွန်ကျူးလို့အသက်ခံရတာတည်းလို့သူရာဇဝမှုလွန်ကျူးခဲ့တာကိုသိနိုင်မယ်မြင်နိုင်မယ်ဆိုရင်လောလောဆယ်သူအပြစ်ဒဏ်ခံရတာကိုသိပြီးတော့စိတ်ထဲမှာခံစားချက်ပြင်းထန်မယ်မဟုတ်ဘူးဟုတ်တယ်မဟုတ်လား ဘာမှမဟုတ်ဘဲနဲ့အတလွတ်ခံရတာဆိုရင်တော့ဒါမကျင်တတ်เสียရကြီးပေါ့အဲ့လိုပဲတရားဓမ္မတို့ဦးဇင်းတို့ရဲ့ဘဝမှာဘာမှအတလွတ်ခံရတယ်ဆိုတာမရှိပါဘူးဟုတ်ရလားလောကကြီးကအလွန်တရားမျှတတယ်မသိနိုင်မမြင်နိုင်ရလို့သာမကောင်းတာတွေနဲ့တွေ့လာတဲ့အခါမှာမကျင်တတ်မှုဖြစ်ကြရတာအလုံးဟာပေးဆက်ကြရတယ်ဘာကြောင့်ပေးဆက်ကြရလဲရယူခဲ့လို့ပေးဆက်ရတာဟုတ်ရလား